ချမ်းသာကြွယ်ဝပေမဲ့လည်းကြောင်ရင်တစ်ခုကြောင့်မြဲလူလူယောဂီဝတ်စုံနဲ့ပဲလူပွဲတွေသွားလိမ့်ရှိတဲ့နန္ဒာလိုင်းမင်္ဂလာပါရှင် Famous Sandy News မှာပြန်လည်ကြိုဆိုလိုက်ပါတယ်မြန်မာနိုင်ငံရုပ်ရှင်လောကမှာအောင်မြင်ဆုံးဖြစ်တဲ့လူချမ်းသာကြွယ်ဝလို့နဲ့မင်းသမီးကြီးနန္ဒာလိုင်းကတော့ကိုယ့်ကိုယ်အမြဲတမ်းနှိမ်ချပြီးနေထိုင်တတ်တဲ့မျိုးသမီးတူပါမင်းသမီးနန္ဒာလိုင်းနဲ့ပတ်သက်လို့ထူးဆန်းတာနောက်တစ်ခုကတော့အလူပွဲတိုင်းလူလူမှာအယံဝင်နဲ့သွားတာမျိုးမဟုတ်ပဲယောဂီဝတ်စုံနဲ့ပဲသွားရောက်လို့ရှိတာပါ ဒီနေ့ယောဂီဝိဆုံကဝိရနဲ့ရည်ရွယ်ချက်ကိုလည်းအများကသိကျင်နေကြတာပါ။ဒလရီမီနီယာရာကလည်းတခြားသောနုပညာရှင်တွေတိတ်တိတ်ချေချမ်းသာနေကြတဲ့တတိမာကြီးတွေဟာသူတို့လူပွဲကြီးတွေတစ်ခါလုံးတိုင်းသူတို့ပိုင်ဆိုင်သမျှရွှေတွေငွေတွေယန္တနာတွေအကုန်လုံးကိုပတိသပင်ကြီးလိုဝိဆင်ချပြီးတော့သူတို့မိတ်ဆွေချင်းချင်းနဲ့တတိုင်းလုံးတပြည်လုံးတီအောင်ကိုပါကြွားလုံးထုတ်လို့ရှိတာပါ။မင်းသမီးကြီးနန္တာလိုင်းကတော့သူများတွေနဲ့မတူဘဲတမှုထူးနေတာပါ။ နန္ဒလိုင်ဟာခုလိုမျိုးချမ်းသာလာမှမဟုတ်ဘဲရုပ်ရှင်လောကမှာအောင်မြင်ဆုံးဖြစ်နေတဲ့ချိန်မှာတော့ခုခုကိုဂုံမောက်တာမျိုးကြောင်းဝါတာမျိုးမရှိတာပါအောင်မြင်ပြီးတော့ထိတ်တန့်မင်းသမီးတယောက်ဖြစ်နေပြီမယ်လေတခြားမင်းသမီးတွေလို့မဟုတ်ပဲကို့ဟာနဲ့ကိုတီတီတန်တန်နဲ့အင်ဂျီရီသိက္ခာပြည့်ရှိတဲ့အမျိုးသမီးတူပါဒါကြောင့်လည်းမင်းသမီးနန္ဒလိုင်ဟာမြန်မာနိုင်ငံရဲ့ချမ်းသာဆုံးစီရင်ဝင်တတိကြီးဇေတီဟာနဲ့အိမ်အောင်ချခဲ့တာပါဦးဇေတီဟာကလည်းရွေးချယ်မှုမှန်ကန်ခဲ့တယ်လို့ပြောရမှာပါ သူရဲ့စီးဆိုင်ကြီးကိုဖြုံတီနေတာမျိုးလုံးဝမရှိပဲမယောင်းဝတ္တရားခြေပြင်းတဲ့အမျိုးသမီးကောင်းတူပါခုချိန်မှာတော့ရုပ်ရှင်နုပညာလောကတွေကနေအနားယူလိုက်ပြီးတော့သမီးလေး၃ယောက်နဲ့အတူတူဖြော်ဖြော်ရွှင်ရွှင်နေထိုင်နေတာပါ။တထင်းချင်းဦးစီတီဟာရင်ဇနီးနေရာမှာမင်းသမီးကြီးနန္ဒာလိုက်လို့စီးနေကန်နေထိတ်ခါရှိရှိနေတတ်တဲ့သူမဟုတ်ပဲတခြားသူတယောက်သားဆိုရင်တော့ရှိသမျှစီးစိမ်တွေအကုန်ကုန်သွားလောက်ပြီလို့ပြောလို့ရပါတယ်။ ။နန္ဒာလိုင်းတို့မိသားစုအောင်ချမ်းသာကြွယ်ဝတဲ့ပြင်အလူရီဆန်လက်နဲ့မကွာဆိုတဲ့အတိုင်းဖျားစီဒီပထူချောင်းကန်လူတန်းမှုတွင်ပြုပြင်မှုတွေမှာအမြဲတမ်းသတာတရားထက်သန်စွာနဲ့ပင်အလူတန်းတွေပြုလုပ်လေ့ရှိတာပါ။မင်းသမီးကြီးနန္ဒာလိုင်းတို့မိသားစုဟာအမြဲတမ်းလဲလူတန်းတွေကိုအဆမပြတ်လုပ်လေ့ရှိနေတကယ်လူတိုင်းကာမလူတော်ပြောလို့ရပါတယ်။ဒီလိုမျိုးလူတန်းတွေရှိတာကြောင့်မင်းသမီးနန္ဒာလိုင်းဟာနိုင်ငံတော်ကချီးမြှင့်ထားတဲ့တည်တည်သူဓမ္မတန်ကြီးဘွဲကိုယ်တော်ရရှိထားသူတူပါ။ အလူတန်းတွေအများကြီးလုံနေတဲ့မြင်းသမီးကြီးနန်ထာလိုင်းဟာအမြဲတမ်းရှူရှူလေးနဲ့ပကာသနာတွေမပါဘဲယောဂီဝိစုံကိုတောင်ဝတ်ဆင်လေးရှိနာပါဒါကလည်းခုခေတ်မိန်းကလေးတွေတူးယူစရာကောင်းတဲ့အချက်လေးတစ်ချက်လို့ပြောလို့ရပါတယ်ယောဂီဝိစုံမဟုတ်ရင်တော့ရွရွရင်ရင်လေးနဲ့အများသူကမျက်စိအေးစီမဲ့ဝိစုံတွေကိုပဲဝတ်ဆင်တင်တာပါပါကိုကြွားဖို့ဝါဖို့စိတ်ကိုမထားပဲပကာတနာကင်ကင်နဲ့အလူပြုတ်လို့ရတာကလည်းတကယ်ကိုအနှစ်သာရတစ်ခုလို့ပြောလို့ရပါတယ်။ အခုမှလည်းမင်းသမီးနန္ဒာလိုင်းတယောက်တခြားသူတွေလိုကြွားလုံးထုံမနေပဲယောဂီဝတ်စုံကိုတောင်ဝတ်စင်လေးရှိတဲ့အကြောင်းရင်းကိုခုလိုပြောပြလာတာပါမင်းသမီးနန္ဒာလိုင်းဟာမလူမျိုးစစ်စစ်ဖြစ်တဲ့အတွက်ကြောင့်မိုယိုရတလိထုံဆန်တစ်ခုဖြစ်တဲ့အလူတွေအလူပွဲတွေလုပ်တဲ့အခါမှာယောဂီဝတ်စုံကိုပဲဝတ်စင်ရမယ်ဆိုတာကိုလိုက်နာခဲ့တာပါကိုယ်လူမျိုးရဲ့ဓလိထုံထမ်းတွေကိုမမေ့လျော့ပဲလိုင်းနာထက်တာကြောင့်တကယ့်ကိုလေးစားဖို့ကောင်းပါတယ် နန္ဒာလိုင်းကတော့သူကိုယ်ရင်းကလည်းအလူရီလုတ်တဲ့အခါမှာပကသနာရီမပါပဲစိတ်တန်တန်နဲ့လှုပ်ချင်တာကြောင့်လည်းပါနေလို့ပြောလာတာပါဒီဗီဒီယိုကိုဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တွေကလည်းမင်းသမီးနန္ဒာလိုင်းယောဂီဝိဆုံဝိဆင်နာကိုမိမိအမြင်လေးကိုပြောပြပေးသွားပါအောင်ရှင်။